မြင်္ဂလာပါမနေ့ပြန်ခုနှစ်သားသမီးများအတွက်တည့်ရတာဆောင်းရှောင်းများကိုစတင်ပြောကြားပေးပါတော့မယ်တနည်းကလေးသားသမီးများအတွက်ယနေ့မှာတော့အလောက်ကန်ရွယ်ချက်များတိတ်တွေလွင်နေတတ်ပါတယ်စက်ပစ္စည်းစားအစာဓာတ်များပျောက်သက်ပျက်စီးဆုံးရှုံးတတ်ပါတယ်အထူးသတိထားပေးပါခေါင်းမကောင်းကိုက်ဖြစ်တတ်ပါတယ်ချွတ်တူစရာနေပြီးတော့မမျောလင့်မဲ့လက်ဆောင်ရတတ်ပါတယ်နေကိုပါတဲ့ကနေများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ပန်းရောင်ဖြစ်ပါတယ် ရရာအနေနဲ့ကတော့မိမိအင်အားဖျားမှာကိမုတ်ကတ်လို့ပူဇော်ပေးပါတနင်္လာသားသမီးများတို့ယနေ့မှာတော့ရေရထားသမျှစိတ်ကူးထားသမျှအရာရာအဆင်ပြေနေပါလိမ့်မယ်ဆွေမျိုးများရဲ့ဝမ်းသာစရာတည်ငောင်းများကြားရပါလိမ့်မယ်အိမ်မကတ်ချင်တာတွေအလုပ်ပြောင်းချင်တာမျိုးတွေဖြစ်နေတတ်ပါတယ်အခြေအေးမှာတော့အထင်တွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်ကိုယ်လက်ရရနဲ့ဝေဒနာမျိုးခံစားရတတ်ပါတယ်ငါခွန်ပါတဲ့ကနေ့များအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ဖြူအောင်နဲ့ငိုရောင်ဖြစ်ပါတယ် ရေရာအနေနဲ့ကတော့မိမိအင်အားဖြတ်မှာပေါမုံထောဘတ်တို့ကတ်လို့ပူဇော်ပေးပါအင်္ဂါသားသမီးများတို့ယနေ့မှာတော့ပညာရေးကိစ္စသင်တန်းကိစ္စတွေမှာအခွင့်အရေးကောင်းတွေအခွင့်အလမ်းကောင်းတွေပေါ်ပေါက်လာပါလိမ့်မယ်။လက်ရှိအလုပ်ကိုတိုးချဲ့ရတာလုပ်ငန်းအသစ်စတင်ရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ရကြရရှိတဲ့ငွေကြေးများမထင်မှတ်ပဲနဲ့ပြန်မတော့ဝင်လာတတ်ပါတယ်။ခေါင်းကိုက်ဝေဒနာခံစားရတတ်ပါတယ်။နှင်းငါးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြူရောင်နဲ့ရွှေပေါ်ရောင်ဖြစ်ပါတယ်။ ရရအနေနဲ့ကတော့မိမိအိမ်အဖျံမှာပဲပလာတာကတ်လို့ပူဇော်ပေးပါဗုဒ္ဓဦးသားသမီးများတော့ယနေ့မှာတော့အလုံနေရအိမ်နေရတော့အကောင်းဆုံးအပြောင်းလဲများနဲ့ကြုံတွေ့ရတတ်ပါတယ်သားသမီးအောက်လက်ငယ်သားများတော့ပူပင်တော့ကရောက်ရတတ်ပါတယ်ငွေပြောက်တာတွေခိုးခါတာမျိုးတွေဖြစ်တတ်ပါတယ်အထူးသတိထားပေးပါလက်မှာထိခိုက်တန်ရာရတတ်ပါတယ်အချင်းမှာတော့ဝေးတွေကောင်းလဲမျိုးဖြစ်ပါတယ်နှိမ့်ရှိပါတယ်ခဏများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်နဲ့မင်းရောင်ဖြစ်ပါတယ် ရေရေအနေနဲ့ကတော့မိမိအိမ်ရဖျားမှာကြာသံကြောကတ်လို့ပူဇော်ပေးပါကြာရာပရိသတ်မြတ်တို့ယနေ့မှာတော့ရဆိုင်နာတဲ့လုပ်ငန်းများပြန်လည်ပြီးတော့စတင်ရတတ်ပါတယ်အလုပ်မှာအဆအဆအရာရာအဆင်ပြေနေပါလိမ့်မယ်ရွေထားတဲ့အလုပ်များကိုရေရေတာလုပ်ပေးပါချစ်သူစီရနေပြီးတော့မမျော်လင့်မဲလက်ဆောင်ရတတ်ပါတယ်ခြေရောက်တစ်ဖက်မှာနာကျင်ကြိုက်ခဲနေတတ်ပါတယ်နှိရှိပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ခရမ်းရောင်နဲ့အပြရောင်ဖြစ်ပါတယ် ရေရာအနေနဲ့ကတော့မိမိအရာဖျားမှာနေပေါ်ရေကတ်လို့ပူဇော်ပေးပါတောက်ကြသားသမီးများတို့ယနေ့မှာတော့တငယ်ချင်းမိတ်ဆွေမောင်နှမများနဲ့အဆင်မပြေဖြစ်တတ်ပါတယ်ရင်းကိစ္စဆက်ကိစ္စများတို့ပြောဆိုဖြေရှင်းပေးရတတ်ပါတယ်အလုံမှာအခွင့်အကောင်းရတာတွေအောင်မြင်မှုကြီးကြီးမားမားရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ချစ်တူစရာနေပြီးတော့တင်းကောင်းများကြားတတ်ပါတယ်ရင်းပအောင်နေတတ်ပါတယ်လေးကိုးပါတဲ့ကနေများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဝါရောင်ဖြစ်ပါတယ် ေရေအနေနဲ့ရောမိမိရံဖျံမှာနနတိကလို့ပူဇော်ပေးပါစနေသားသမီးများတို့ယနေ့မှာတော့အလုံမအိမ်မှာပူပင်တော့ကတွေများနေတတ်ပါတယ်စိတ်တို့မကြစရာတွေများနေတတ်ပါတယ်ငွေကြေးကံကတော့ကောင်းပါတယ်ရွှေလက်ဝေဒနာအလှကုန်အနုပညာနဲ့ပတ်သက်တဲ့ပစ္စည်းများဝင်လာတတ်ပါတယ်အပူလောင်တတ်ပါတယ်ချစ်သူစရာနေပြီးတော့သတင်းကောင်းများကြားတတ်ပါတယ်နှစ်ကိုးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနီရောင်နဲ့ပန်းရောင်ဖြစ်ပါတယ် ရေရအနေနဲ့ကတော့မိမိရပြမှာတပြေ20ညကတ်လို့ပူဇော်ပေးပါအားလုံးကြားမှာချမ်းသာကြပါစေ